Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပလော့လေးကတော့ဆူရိုဖူကတ်ကနေပြီးတော့ဖန်ကားကိုတီးထွက်သွားခဲ့တဲ့ပလော့လေးပေါ့နော်ဆူရိုအိမ်ကနေပြီးတော့9နိုင်ခွဲလောက်ထွက်ခဲ့ပါတယ် ူရောအကုတ်သွားနေတဲ့နေရာကို တနအိကြော်ကြော်လောင်းနဲ့ရောက်မယ်လို့မှန်းထားပါဗောနော်ဒါပေမဲ့ကိုရမယ်လမ်းကျော်သွားပြီးမိနစ်20လောက်လွန်သွားတယ်ဗောနော်အားကြောင့်မိုးဆန်ရိုက်ကိုဒီလမ်းအနေပဲကြီးခဲ့လိုက်ရတယ်မနက်ကမနက်အစောကြီးထားပြီးရေကိုမြန်မြန်ချိုးလိုက်လို့လားမသိဘူးခါတော်တော်နာသွားတယ်ဗောနော်ဒီဗီဒီယိုတစ်ခုလုံးဖန်ကားခရီးစဉ်တစ်ခုလုံးမှာစုရဲ့ရုပ်ကမအီမတာဖြစ်နေလို့ရှင် sorry ပါတော်တော်ခါလေးတော်တော်နာနေလို့တာပြီးကအိုက်တာအိုက်တောင်တက်ကားကြီးဆီရအောင်တောင်တက်ကားစာစီးနေပြီဗောနော်တောင် တက်ကားနဲ့ဆိုလို့ရှိရင်တော့ဘတ်60ပေးရတယ်တကယ်လို့လမ်းလျှောက်ပြီးတက်မယ်ဆိုလို့ရှိရင်တော့တယောက်ကိုဘတ်30ပဲကြားတင်มาဖြစ်ပါတယ်ဒီမှာလမ်းလျှောက်တက်နေကြတဲ့လူတွေလည်းရှိပါတယ်တောင်းကအရန်အမြင်ရောမဟုတ်ဘူးကားနဲ့တက်သွားတာ9မိနစ်ကျော်ကျော်လောက်ပဲကြာလိုက်မယ်နဲ့တူရဲ့ရောက်သွားပြီ ကဲရောက်ပါပြီဒီနေရာလေးကတော့ဖန်ကားထဲမှာရှိရဲ့ပေါ့နော်စမနန်ချီပြူပွိုင်းလို့ခေါ်တဲ့နေရာလေးပါဒါကတော့ပြူပွိုင်းတက်တက်ပဲပေါ့နော်ကိုရိုင်းဖို့ဒီလိုလေးလောက်ထားရယ်ချိန်နဲ့ဒီလိုလေးလောက်ထားပါတော့เนาะဒီပါလေးရှိတယ်ပြီးတော့ဒီက view point ကိုလှက်မြောက်သေးဘူးဒီလူတွေများနေလို့ပြီးတော့ဒီလိုမျိုးလေးလိုက်ရှိနေ ဒီဘက်မှာဆိုလို့ရှိရင်တန်လေးထိုးထားတာတွေ့တယ်လူနေတဲ့ပုံစံတော့မတွေ့ဘူးပေါ့နော်တသက်ထိုးပြထားလားတော့မသိဘူးဒီမှာညာဘက်လာအိပ်ပြီးတော့မနက်ဆန်းလိုက်စောက်ကြည့်လို့ရပါပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်သူတို့တန်နေအများကြီးထားထားတာတွေ့တယ်ပေါ့အဲ့တော့တန်မရှိရလူတွေဆိုလို့ရှိရင်အလွယ်တကူပဲတန်ထားပြီးတော့အိပ်လို့ရရပါပေါ့နော် ဒီရက်ခွက်ထဲကနေပဲပေါ့နော်ဟိုးအရှိမတွေးရတဲ့ဖန်ငားပေထဲမှာရှိရကျုံးနေကိုလှင်ငားပြီးတော့လဲသွားလို့ရတယ်။ဆိုတော့ sunrise ကြည့်ကျင်လို့အားခဲ့ပြီးတော့လာခဲ့တာပဲဒါပေမဲ့လမ်းမှားပြီးတော့ကြော်သွားရဆို sunrise မမီလိုက်ဘူးပြီးတော့နေရလဲချက်ချင်းတက်ချက်ချင်းပူတယ်ပေါ့နော်။အဲဒီတော့ဆိုတော့ဒီမှာခဏလောက်နားပြီးလို့ရှိရင်နောက်ထပ်တနေရာကိုဆက်သွားပါမယ်။ far